္ဂလာပါရှင်လွတ်လပ်တဲ့အာရှအတန်း RFA ရဲ့မတ်လ19ရက်နေ့ဗုဒ္ဓဟူးနေ့ညပိုင်းစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီရှင်ကျမဝေမာထွန်းပါရှင် ရွေးကောက်ပွဲရလတ်အတိုင်းအစိုးရဖွဲ့မှဖြစ်လို့ပြည်သူတွေပါဝင်မှုစစ်ကောင်းဆောင်ကတိုက်တွန်းလိုက်ပါတယ်။စစ်သားတပ်စုဆောင်ခံရသူတွေတဲကထွက်ပြေးလွတ်မြောက်လာသူ230ရှိလာပါပြီ။ဒီသတင်းနဲ့အတူအရက်သားပြည်သူတွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံနေရတာတွေပုံများလာတဲ့အကြောင်းသတင်းဆောင်မားတွေကိုနားဆင်ရဖို့ရှိပါတယ်ရှင်။ ပါတီဇွန်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးတော့ထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတာဝန်တွေလွှဲပြောင်းပေးမှဖြစ်လို့ပြည်သူတွေအားလုံးရွေးကောက်ပွဲကျင်းပနိုင်ရေးဝိုင်းဝန်းကြိုးပမ်းပေးဖို့စစ်ကောင်ဆောင်ကတိုက်တွန်းလိုက်ပါတယ်။မတ်လ19ရက်နေ့ဒီနေ့မှကြာရောက်တဲ့52နှစ်မြောက်မွန်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့တဝင်လှော်မှာစစ်ကောင်ဆောင်ကအခုလိုပြောခဲ့တာပါ။ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်နိုင်ငံတော်ဝန်တည်ငြိမ်အေးချမ်းမှုလိုအပ်ပြီးတော့တိုင်းရင်းသားပြည်သူအားလုံးဝိုင်းဝန်းကြိုးပမ်းပေးဖို့လိုတယ်လို့စစ်ကောင်ဆောင်ကပြောလိုက်ပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်ကတော့စစ်ကောင်ဆောင်ကနိုင်ငံရေးထွက်ပေါက်အတွက်ပြည်သူတွေကို စီးယုံနေတာဖြစ်ပြီးတော့အောင်မြင်နိုင်စရာမရှိဘူးလို့ပြောပါတယ်။ ရွေးကောက်ပွဲကိုဒီနှစ်ကုန်ဒါမှမဟုတ်2026နှစ်စမ်းမှာအစောဆုံးကျင်းပမယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမတ်လ3ရက်နေ့ကနေ6ရက်နေ့အထိတပတ်ကြာသွားရောက်ခဲ့တဲ့ရုရှားနဲ့ဘီလာရုနိုင်ငံခီးစင်တွေမှာပြောခဲ့ပါတယ်ရှင်။ အရကံရိုဟင်ဂျာကဲတင်ရေးတက်အာစာခေါင်းဆောင်အတာဥလာအပါဝင်၁၀ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်ဒါကာထရီဘျူးသတင်းကမတ်လ၁၈ရက်နေ့မှာဖော်ပြပါတယ်။သူတို့အားလုံးကိုမတ်လ၁၈ရက်နေ့ညပိုင်းမှာ၆ဦးနဲ့၄ဦးစီ၂နေရာခွဲပြီးတော့ဖမ်းဆီးရမိခဲ့တာပါ။ အာဆာကောင်းဆောင်အပါဝင်၁၀ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့တရားမဝင်ဝင်ရောက်မှုအကြမ်းဖက်လှုပ်ရှားမှုတွေမှာပါဝင်မှုတွေနဲ့ဖမ်းဆီးလိုက်တာပါအာဆာကောင်းဆောင်အာတာဥလာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကကုတုပါလောင်ဒုက္ခသည်စခန်းကအထင်ကရရိုဟင်ဂျာကောင်းဆောင်မိုဟစ်ဥလာကိုတပ်ဖြတ်ဖို့အမိန်ပေးတာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတအူးကိုတပ်ဖြတ်တာမှာ ပါဝင်ခဲ့တဲ့တန်ရရှိသူလို့ဖော်ပြပါဗျ။ အစာအဖွဲဟာရခိုင်ပြည်နယ်မောင်နှောမြို့နယ်အတွင်းမှာလဲလှုပ်ရှားနေတဲ့အဖွဲအစည်းတစ်ခုဖြစ်ပါတယ်။ဖေဖော်ဝါရီလ19ရက်နေ့ကလဲအာခတ်တတော် AA နဲ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ RFAS င်းတွေအရာမတ်လ19ရက်နေ့အထိပြည်သူစစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်ခံရပြီးတော့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတပ်သား228ယောက်ရှိပါတယ်။ စကောက်စီကစမှုထမ်းတင်တန်းအမှတ်စဉ်1ကို2024ခုနှစ်ဧပြီလမှာစတင်ဖွင့်လှစ်ခဲ့ပြီးတဲ့နောက်9လအကြာ2024ခုနှစ်ဩဂတ်လကစပြီးတော့စမှုထမ်းတက်သားတွေထွက်ပြေးလာခဲ့တာပါဒီအချက်လက်တွေဟာနိုင်ငံတော်ဝန်ကပြည်သူ့ကာကွယ်ရေးတပ် PDF တပ်တွေတိုင်းသားလက်နက်ကင်တပ်တွေနဲ့ဒေတာရင်းသတင်းမီဒီယာတွေရဲ့ထုတ်ပြန်ချက်တွေကိုအခြေခံပြီးတော့ RFA ကပြုစုထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ တဦးချင်းထွက်ပြေးတာတွေရှိတယ်လို့တက်စိတ်လိုက်ထွက်ပြေးတာတွေလည်းရှိပါတယ်။တနင်္သာရီမြို့နယ်အခြေဆိုင်ချင်းမြန်တက်ရင်ခမရ958ကစစ်မှုထမ်းတက်သား9ဦးပါတဲ့တက်စိတ်ဟာ ဖေဖော်ဝါရီလ19ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ဒေါနတက်ရင်ထံလက်နက်တွေနဲ့တကွထွက်ပြေးခုလုံခဲ့ပါတယ်။အဲ့ဒီတက်စိတ်ကိုဥဆောင်ခဲ့တဲ့တက်ကြက်ကြီးကြောစွာဝင်းကသူတို့အနေနဲ့စစ်မှုထမ်းတင်နန်းစင်ကြဲကအခုလိုထွက်ပြေးဖို့တိုင်ပင်ခဲ့ကြတာလို့ RFA ကိုပြောပါတယ်ရှင်။ မြောက်ရီမြို့နယ်တွေက online ငွေလိမ်ဂိုင်းတွေကနေထိမ့်သိမ်းထားတဲ့ဂျပန်နိုင်ငံသားတဦးအပါဝင်နိုင်ငံသားသား140ကျော်ကိုကင်းနယ်ဈာဆောင်တက် BGF ကမတ်လ18ရက်နေ့မှာသက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးလိုက်တယ်လို့ BGF ပြောခွင့်ရသူဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောက RFA ကိုပြောပါရတယ်။ ပြန်လည်လွှဲပြောင်းပေးသူတွေထဲမှာအင်ဒိုနီးရှားနိုင်ငံသား140ဘင်္ဂလားဒေ့ရှ်နိုင်ငံသား1ဦးနဲ့ဂျပန်နိုင်ငံသား1ဦးပါဝင်ပါတယ်။မတ်လ19ရက်နေ့ဒီနေ့မှာလည်းတရုတ်နိုင်ငံသား380ကျော်ထပ်လွှဲဖို့ရှိနေပါတယ်။ထိုင်းမြန်မာနယ်စပ်တရှောက်ကြားဖြတ်ငွေလိမ်လုပ်ငန်းတွေကို နိုင်ငံဆောင်ကပူးပေါင်းနှိမ်နင်းနေပေမဲ့လူသသိန်းထိလောက်ကင်နေသေးပဲလို့ထိုင်းရဲချုပ်ကပြောတဲ့အကြောင်းဘန်ကောက်ပို့စ်ကမတ်လ18ရက်နေ့မှာဖော်ပြထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုထုတ်လွှင့်ပါမယ်ရှင်။ချင်းပြည်နယ်မှာအ धिक တော်လှန်ရေးအဖွဲ့နှစ်ခုဖြစ်တဲ့ချင်းမျိုးသားတပ် CNF နဲ့ချင်းညီနောင်အဖွဲ့တို့မညီညွတ်လို့ချင်းပြည်နယ်အရေးရှုပ်ထွေးနေတယ်လို့နိုင်ငံတကာပဋိပက္ခလေးလာစောင့်ကြည့်ရေးအဖွဲ့ ICG ကပြောပါရယ်။ဒေသခံတွေနဲ့လေးလာသုံးသပ်သူတွေရဲ့ပြောကြားချက်တွေကိုမက်သစင်လိုင်းတင်ပြပါမယ်ရှင်။ ချင်းပြည်နယ်ကနယ်မြေများစုကိုတော်လိုင်းအင်အားစုတွေထိန်းချုပ်ထားနိုင်ပေမဲ့ပြည်နယ်အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးကဏ္ဍတွေမှာရှုပ်ထွေးနေတယ်လို့နိုင်ငံတကာပဋိပက္ခလေးလာဆောင်ကြည့်ရေးဖွဲ့ ICG ကဒီကနေ့မှထုတ်ပြန်ပါတယ်။ဒါဟာပြည်နယ်အတွင်းအဓိကတော်လိုင်းအင်အားစုနှစ်ခုဖြစ်တဲ့ချင်းမျိုးသားတပ်ဦး CNF နဲ့ချင်းညီနောင်ဖွဲ့တို့ရဲ့မညီညွတ်မှုကြောင့်ဖြစ်တယ်လို့ ICG ကထောက်ပြထားပါတယ်။ဖေဖော်ဝါရီလ26ရက်နေ့ကတော့ CNF ဦးဆောင်တဲ့ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ဦးဆောင်တဲ့ဂျားကလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC တို့ပူးပေါင်းပြီးတော့ချင်းမျိုးသားကောင်စီဖွဲ့စည်းသွားမှာဖြစ်ကြောင်းနှစ်ဖွဲ့စလုံးကသတင်းထုတ်ပြန်ထားပါတယ်။ဒီသဘောတူညီချက်ဟာချင်းပြည်နယ်ကတော်လိုင်းအဖွဲ့တွေညီညွတ်ဖို့အရေးကြီးတဲ့ခြေလှမ်းဖြစ်တယ်လို့နိုင်ငံတကာပဋိပက္ခလေးလာဆောင်ကြည့်ရေးဖွဲ့ ICG ရဲ့မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲကြံပေးရာရှိ Richard Hosey က RFA ကိုပြောပါတယ်။ An in principle agreement last month to unify is an important start. ပြီးခဲ့တဲ့လကအခြေခံသဘောတူညီချက်တစ်ခုကညီညွတ်ဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းအစပါဒီကြလက်အောင်မြင်ဖို့အတွက်ခေါင်းဆောင်တွေရဲ့အမျှော်မြင်ရှိမှုလိုအပ်တယ်လို့လက်တွေ့အခြေအနေတင်မာမှုတွေရောကြဖို့လည်းလိုပါတယ်ဒါပေမဲ့အခုလိုညီမှန်းချက်ကိုအကောင့်ထဲပေါ်ရမှာနှေးကွေးရင်ဒါမှမဟုတ်မအောင်မြင်ရင်ချင်းမှာစီးရေးပဋိပက္ခထပ်ပြီးတော့တောက်လောင်လာနိုင်တယ်လို့ ICT ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ CNF နဲ့ချင်းညီနောင်ဘွဲတို့သဘောထားကွဲလွဲမှုဟာလက်တလောပြည်လည်နိုင်တဲ့အနေအထားမရှိသေးဘူးလို့မတူဘီဒေတာခံတယောက်က RFA ကိုပြောပါတယ်။ဒီချင်းမျိုးသားတူ CIS CNF နဲ့ဒီချင်းညီနောင်တွေနဲ့သဘောထားကွဲလွဲမှုတွေကြောင့်ချင်းပြန်မှာအောက်ချုပ်ရေးဒီပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းတွေကအခက်အခဲအတိုင်းအတာတစ်ခုထိရှိတယ်။ ဒီဟာကလည်းလက်တော်အခြေအနေရအာပြည်နိုင်နိုင်မဲ့အနေထားမျိုးတော့မရှိသေးဘူးလို့ကျွန်တော်တို့ဒီလိုမျိုးသုံးသပ်ရတယ်။ CNF ပြောရေးဆိုခွင့်ရှိသူ slide ထဏီကတော်လရင်မူဝါဒနဲ့ယက်တီချက်တူညီရင်အများဆန္ဒကိုလိုက်နာဖို့လိုပြီးတော့အ ਨੇ စုဆန္ဒကိုလည်းလေးစားရမယ်လို့ RFA ကပြောပါတယ်။ကို့အဖွဲ့အစည်းယက်တီရေးကိုပဲအလေးပေးမှုများနေတော့ချင်းမီနယ်ရဲ့အခြေအနေဟာအခုလိုအနေထားမျိုးပဲဆက်ရှိလိမ့်မယ်လို့ slide ထဏီကဆိုပါတယ်။ ICT ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးချင်းညီနောင်မဟာမိတ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူး။အချင်းချင်းမညီညွတ်ရင်ပြည်내ရဲ့အနာဂတ်အတွက်သဘောတူညီမှုတည်ဆောက်ဖို့ခက်ခဲနေနိုင်တာကြောင့်နှစ်ဖွဲ့စလုံးဘုံနိုင်ငံရေးကြီးမန်းချက်ရှာဖွေဖော်ထုတ်တဲ့နယ်လို့ ICG ကထောက်ပြထားပါတယ်ရှင်။ အခုတခါစစ်ကောင်စီကြောင့်အရတား9ဦးနဲ့အထက် အစုလိုက်အပြုံလိုက်တိတ်ဆုံးတာတွေတနှစ်ထက်တနှစ်ပိုများလာတဲ့အကြောင်းကိုမဝင်းဤဆန်တင်ပြပါမယ်ရှင်။မြန်မာနိုင်ငံမှာစစ်ကောင်စီရဲ့လက်ချက်ကြောင့်အရတား9ယောက်နဲ့အထက်အစုလိုက်အပြုံလိုက်တိတ်ဆုံးရတဲ့ဖြစ်ရပ်တွေခက်စိတ်စိတ်ဖြစ်လာနေပါတယ်။ဒီနေ့ဇန်နဝါရီနဲ့ဖေဖော်ဝါရီနှစ်လမှာလည်းလေချောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုအကြိမ်ကြီး20ကျော်ကြောင်းတိတ်ဆုံးရတဲ့သူ210ရှိခဲ့တယ်လို့ညံလင်းတဲ့သုတေသနအဖွဲ့ရဲ့အကြံပေးကိုမိုးထက်နေကအားရဖေကိုပြောပါတယ်။ ။ဩဒီအနာသိမ့်ပြီးတဲ့2021ကနေစပြီးတော့နှစ်အလိုက်ကတော့ဟိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်တွေပိုပိုပြီးတော့များလာတာကိုတွေ့ရတယ်။ဟိုအများစုကတော့ကျွန်တော်တို့ဒီလေကြောင်းကတိုက်ခိုက်မှုကြောင့်ဖြစ်ခဲ့တာပေါ့လေနော်။ဒါပေမဲ့တစ်ဖက်မှာလည်းစစ်ကြောင်းထိုးပြီးတော့တပ်ဖြတ်ခံရတာမျိုးတွေလည်းရှိတယ်။အနည်းဆုံးကတော့ဒီနှစ်လပေါင်းမှာဖြစ်စဉ်24ခုနော်။ဟိုစုစုပေါင်းတိုက်ဆုံသူအရေအတွက်ဆိုရင်210ခုရှိတယ်ပေါ့ဗျာ။ စစ်တပ်အာဏာသိမ်းခဲ့တဲ့2021ဖေဖော်ဝါရီကနေ2025ဖေဖော်ဝါရီလအထိအရက်သား9ရောက်နဲ့အထက်အစုလိုက်အပြုံလိုက်သိမ်းဆုံးမှုဖြစ်ရအနည်းဆုံး388ခုရှိခဲ့ပြီးအသက်ဆုံးရှုံးရသူအနည်းဆုံး3800ကျော်ရှိခဲ့တယ်လို့သူကပြောပါတယ်။အာရဖေကပြုစုထားတဲ့စစ်ရေးရာနိုင်ငံတော်ဝန်လေးချောင်းနဲ့လက်နက်ကြီးကြောင်အခုမက်လာပထမနှစ်ပတ်အတွင်းအရက်သား62ရောက်သိမ်းဆုံးပြီး169ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။မန္တလေးတိုင်းဟာသိမ်းဆုံးသူ42ရောက်ဒဏ်ရာရရှိသူ53ရောက်နဲ့အများဆုံးဖြစ်ခဲ့ပါတယ်။ မလ16ရက်နေ့ကနောင်ချိုမြို့စင်ရနာပြည်ရတိစာတင်တိုင်းလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရကြောင်းကိုရင်နဲ့တန်ခါ6ပါဒေသခံ3ယောက်စုစုပေါင်း9ယောက်သေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ခဲ့ပါတယ်။အလားတူမန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကို2025ခုနှစ်မလ14ရက်နေ့မှာစစ်ကောင်စီတပ်ကလေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရကြောင်းကလေး6ယောက်အပါဝင်ဒေသခံ28ယောက်သေဆုံးခဲ့တယ်လို့မန္တလေး PDF ကထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်စကိုင်းတိုင်းနဲ့မကွေးတိုင်းအဆက်ကရေလက်ကျွန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကရေတကြိုမြို့နယ်တာကောင်ရွာမကိုမလ9ရက်နေ့ကစပြီးတပတ်နီးပါးဝင်ရောက်တက်ဆွဲခဲ့ပါတယ်။အဲ့ဒီနောက်မီးရှို့တက်ဖြတ်ခဲ့တဲ့ရုပ်လောင်း6လောင်းတွေ့ရှိခဲ့ကြကြောင်းနှစ်ပတ်အတွင်းတက်ဖြတ်ခံရတဲ့အရက်သား18ရောက်ထပ်မင်းရှိခဲ့တယ်လို့ရေတကြိုတောင်းရှိအင်ဖိုကော်မတီအဖွဲ့ဝင်တာဝန်ရှိသူကပြောပါတယ်။ပစ္စည်းလဲယူလူကိုလဲတက်သွားတာလို့အသက်63နှစ်ရွယ်ဖခင်သေဆုံးသွားတဲ့တားဖြစ်သူက RFA ကိုပြောပါတယ် ကျွန်တော်လုံးဝအောင်လုံးဝအောင်ပေါ့နော်။ဟိုမှာမကျင်းနဲ့နိုင်ဘူးပေါ့။ရှင်ဝင်ပစ္စည်းတွေယူပြီးလူကျန်းလှည့်ရင်တော့ကျွန်တော်တို့ကခံစားပါသေးရပေါ့နော်။ခုကရှင်ဝင်ပစ္စည်းတွေလည်းယူသွားတယ်လူတွေလည်းရရဆက်ဆက်တက်သွားတဲ့အတွက်ကျွန်တော်ကလုံးဝအောင်မခံစားနိုင်ပါဘူးပေါ့နော်။အခုလိုအစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့ရကြအောင်စစ်ကောင်စီခေါင်းဆောင်ကိုအေးအေးယူလို့ရတယ်လို့တရားလွှတ်တော်ရှင်နေဦးကြည်မြင့်က RFP ကိုပြောပါတယ်။အစုလိုက်ပြုံလိုက်တက်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကို RFP ကတယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူးရှင်။ အခုနောက်ဆုံးပကံရှေဟောင်းယဉ်ကျေးမှုနယ်မြေမြင်းကပါရွာမှာလက်မှုပညာနဲ့အနုစိတ်လောက်ကင်ရတဲ့မန်ယွန်းလုပ်ငန်းကိုလောက်ကင်သူတခုတည်းသောမိသားစုတစုအကြောင်းကိုကိုနေရင်ကျော်တင်ပြပါမယ်ရှင်။ကျွန်တော်တို့ဒီဖျားထုရဲ့တရားမှာလဲကျွန်တော်တို့ကတက်ပေအောင်ထုရဲ့အတွက်ကတော့ဒါအနုပညာစံတာဝါရဟုတ်တော့သူကဒီလက်မှုနဲ့ပေါ့နော်လက်မှုနဲ့ဒီမိုကူးတဲ့နေရာမှာလဲစောစောပြောလို့ပဲကျွန်တော်တို့ကဒီအနုစိတ်တစိတ်ချင်းတစိတ်ချင်း ျွန်တော်တို့ကဒီချိတ်တာဘာညာမဖြစ်အောင်ဒီအယူဆလေးအတွေ့ခေါ်လေးတွေနဲ့ကျွန်တော်တို့ကတွားပြီးပြီးတော့ကြာတော့ဒီဘက်မှာလည်းကျိုးပညာရပါပါလေဗျသူလက်မှုတဲမှာလေပကံရှင်အောင်ရင်ကျေးမှုနယ်မြေမြင်းကဘာရွာမှာနေတဲ့ဦးသိန်းထိုက်ကမန်ယွန်းလို့ခေါ်တဲ့လက်မှုပညာနဲ့ဖះဆင်းမှုတွေလုပ်ပုံကိုရှင်းပြနေတာပါမိုးလို့ခေါ်တဲ့ပုံစံကွက်တဲကိုထည့်ပြီးတဆင်ချင်းမောမှန်ပြုလုပ်တဲ့မန်ယွန်းပညာရဲ့လို့သူကပြောပါတယ် ပထမဦးဆုံးကိုထုစစ်မှတ်ဖရာရုပ်တုကိုပုံချမ်းကိုအရင်ထူရပါဖရာပုံချမ်းစိတ်ကြိုက်ထူပြီးပြီဆိုတာမှမိုးစိတ်ကလေးတွေစပြီးလောက်ရပါတယ်အဲ့ဒါတွေပြီးမှဖရာလုပ်တဲ့အပိုင်းကိုရောက်တာပါဖရာစင်တုတဆူပြုလုပ်ဖို့အတွက်ကိုတစ်စီချီသာလှစားမှုနဲ့ပန်းပေါင်းမှုအဓိကလိုပါတယ်အရင်ဆုံးပန်းပေါင်းလှစားမှုကိုတင်းရော်သလိုတစ်စီနဲ့ရောမှွေပြီးတုံလင်းရပါတယ်အဲ့ဒီနောက်မှခြီသားအဝတ်စကိုတစ်စီနဲ့တွဲဆက်ပြီးကတ်ရတာပါ ဒီစီကြိုင်တဲ့ခါမှာလည်းဖះကိုတက်ပဲအောင်ကောင်းအောင်ဒီစီတဲ့နင်းကြိုင်ရဲ့အထူမဖြစ်အောင်အစည်းရိုင်မပါအောင်ပြုံးမပါအောင်စုတ်တန်တဲ့ကြာကြာနာနာဒီစီကြိုင်ရပါလေဗျဒီစီကိုဖုံနဲ့အမိုက်တရိုက်တွေမပါအောင်ဆစ်ရတယ်လို့ရွှေချရင်လိုက်ဖက်အောင်လိုအပ်တဲ့အရာမျိုးတွေလည်းထည့်ရပါတယ်ဒီလိုတဲ့အနုစိတ်လောက်ရတဲ့အတွက်လောက်ကင်နေရင်ပျက်စီးတာမျိုးတွေလည်းကျုံ့ရတတ်ပါတယ်ဖះတစုပြီးဖို့အနည်းဆုံး3လကနေ4လပြန်မြကြာတတ်ပြီး အရွယ်စားကြီးရင်ကြီးသလိုအချိန်နဲ့ကုန်ကြစရိတ်ပုံများပါတယ်။လက်ရှိမှာအစအစအရာရာကုန်စည်နှုန်းတက်နေတဲ့အတွက်ကြောင့်တက်စီတစ်ပုံးကို၈သိန်းလောက်နဲ့ခြေသားတစ်ထုပ်ကို၈၀၀၀ကျပ်ပတ်ဝန်းကျင်ပေးရပါတယ်။ဒါကြောင့်ရွှေမကတ်ရသေးတဲ့ညံတော်တပေလောက်ရှိတဲ့ဖျားဆင်းလူတော်တစုကို၃သိန်းကျပ်တပေခွဲကို၄သိန်းနဲ့နှစ်ပေခွဲကို၁၂သိန်းစသဖြင့်အရွယ်အစားလိုက်ဈေးနှုန်းသတ်မှတ်ထားပါတယ်။ငင်းကပါရွာမှာဒီလုပ်ငန်းကိုလုပ်တဲ့သူကသူတို့ညီကိုတွေပဲရှိပါတယ်။ ီလုပ်ငန်းကိုမိသားစုဝင်တဲ့ဆွေမျိုးနိစ္စတွေကဝိုင်းလုံနေကြပြီဖခင်နဲ့ဦးလေးစီကနေပြီးတော့ဒီပညာကိုကြောင်းတက်ရင်းနဲ့ဆက်ပြီးသင်ယူမယ်လို့ကိုအောင်အောင်ဦးကပြောပါတယ်ကျွန်တော်ကြောင်းတက်နေရင်းနဲ့လည်းဒီလုပ်ငန်းကိုဆက်လက်သင်ယူသွားမှာပါကြောင်းပြီးသွားရင်လည်းကျွန်တော်ဒီလုပ်ငန်းမှာဆက်လက် UCU ဦးဆောင်လုပ်ဖို့ရှိပါတယ်ဗျဟုတ်ကျွန်တော်ဒီဖះလုပ်တဲ့ဖះလုပ်တဲ့အချိန်ကကျွန်တော်လုံးကျွန်တော်လုံးလိုက်လို့ပြီးသွားတဲ့ အားလေးကိုကြည့်ပြီးတော့ကျွန်တော်ပြောတယ်ပေါ့နော်လက်မှုပညာဆိုကြလေပကံဒေတာမှာရှေးကြတဲ့လက်မှုပညာရဖြစ်တာကြောင့်သားသမီးတွေကိုလည်းဒီလုပ်ငန်းကိုလက်ဆင့်ကမ်းလုပ်ကင်ဖို့မိဘတွေကမျှော်လင့်နေကြပါတယ်ခင်ဗျာ RFA ရဲ့အစီအစဉ်တွေကိုဒီမှာပဲရန်နာပြစေ RFA ပြည်သက်တွေနဲ့တကွာမြန်မာပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်အသွေးသွေးကနေကင်းဝေးပါစေကြောင်းကျမတို့ RFA အဖွဲ့သူအဖွဲ့သားအားလုံးကဆုတောင်းမြတ်တာပို့လိုက်ပါတယ်ရှင်။